မြန်အောင်မြို့နယ်ကပါတီတချို့ရဲ့မဲဆွယ်စည်းရုံးမှုတွေမှာအစိုးရကထောက်ပံ့ပေးတဲ့အစီအစဉ်တွေကိုပြောဆိုစည်းရုံးမှုတွေရှိနေတယ်လို့ဝေဖန်နေကြပါတယ်ဒီသတင်းကိုတော့ဥက္ကူကိုကြီးကပေးပို့ထားပါတယ်2015ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်မြောင်အောင်မြို့နယ်ထဲမှာမဲဆွယ်စည်းရုံးမှုတွေပြုလုပ်နေရမှာပါတီအချို့ဟာအစိုးရထောက်ပံ့ပေးနေတဲ့ချင်းငွေထောက်ပံ့ငွေကိုထောက်ပံ့ပေးမယ်ဆိုတဲ့ပြောဆိုမှုတွေနဲ့မဲဆွယ်စည်းရုံးနေတယ်လို့ဝေဖန်နေကြတာပါမဲဆွယ်စည်းရုံးတွေကာလမှာ ကျွန်တော်တို့ပါတီကတော့ဥပဒေနဲ့အညီကျွန်တော်တို့ဟိုဘယ်လိုစီမှုပြောမှုသူမှုရှိပါတယ်ဟိုကျွန်내တစ်ဖက်ပါတီကတော့ညသိအောင်ဝေကိစ္စရေနောက်လွှတ်တော်သိန်းတစ်ထောင်ကိစ္စနောက်ဆိုလာမီနောက်ကျွန်တော်တို့ကျွန်တော်တို့လမ်းမီတွေဆင်းပေးမယ်ဆိုတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးမဆန်စုမှုတွေရှိပါတယ်နောက်ကျွန်တော်တို့ဘာလို့ပဲမှာဆို2005အလွန်မှာနှိမ့်ထောင်နေရတဲ့ ကြောက်ချောလမ်းဖောက်လို့ပြိမယ်ဆိုလို့ပြီးတော့ပြောဆိုစည်းရုံးမှုတွေလုပ်နေပါတယ်။မြောင်မြို့နယ်ထဲမှာမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ပြောင်းလဲချက်ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီအပါအဝင်ပါတီ၅ခုကလွှတ်တော်ကိုယ်စားလှယ်လောင်းတွေဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီးလောလောဆယ်ကာလမှာတော့ပါတီကြီးနှစ်ခုကမဲဆက်စည်းရုံးမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ တဖက်ပါတီရဲ့ထောက်ပြဝန်မှုနဲ့ပတ်သက်ပြီးသူတို့ပါတီအနေနဲ့ကော်မရှင်ရဲ့စည်းကမ်းတွေအတိုင်းပဲမဲဆွက်စည်းရုံးနေတာဖြစ်တယ်လို့ပြောင်းချက်ခံရတဲ့ဖွံ့ဖြိုးပါတီကတုံ့ပြန်ပြောဆိုထားပါတယ်ဒီမှာကတော့ဟိုပြည်ထောင်စုဝန်ကြီးကြီးကိုယ်တိုင်ဝင်ပြီးတော့ရွေးကံမှာပေါ့နော်ရွေးကံတဲ့အခါကျတော့ပြည်ထောင်စုဝန်ကြီးဘွားတော်ကတော့ဒီဥစ္စာတွေအကုန်လုံးလုတ်ပေးခဲ့တယ်ဒါပေမဲ့အခုမဲဆွက်ကာလမှာဒီကော်မရှင်ရဲ့စည်းမျဉ်းစည်းကမ်းနဲ့အညီတိတိယပဲသုံးရမယ်ဆိုရင်တိတိယအတွင်းမှာပဲ ြစ်အောင်သုံးမယ်ဒီအချိန်မှာဘာတွေမှလူချင်းတိုင်းချင်းဘယ်ဥစ္စာမှပေးကြခြင်းကံချင်းမရှိဘဲနဲ့ဒီတိုင်းဘောနော်အားလုံးကော်မရှင်ဥပဒေနဲ့ညီဆောင်ရနေပါတယ်မြောင်မြို့နယ်ရွေးကော်ဝဲကော်မရှင်အဖွဲ့ဝဲအနေနဲ့ပါတီတွေနဲ့ကော်မရှင်အကြာလွတ်လပ်ပြီးတရားမျှတမှုနဲ့မဲဆွယ်စည်းရုံးမှုတွေဖြစ်ဖို့ကြိုတင်ညှိနှိုင်းထားပြီးဖြစ်တယ်လို့ကော်မရှင်ဥက္ကဋ္ဌက DBB ကိုပြောပါရယ်ကျွန်တော်တို့မြို့နယ်မှာဆောင်ရွက်နေကြတဲ့ပါတီများဟာကျွန်တော်တို့မြို့နယ် အတွင်းမှာရှိတဲ့မြို့ကန်ဒေသကန်ပါတီများမှာမြို့ကပွဲပါဝင်ရှင်ပြိုင်မြတ်ကိုယ်စားလှယ်များဖြစ်တဲ့အတွက်ကြောင့်ဟုတ်လို့ဒီအရာတွေကိုကျွန်တော်တို့ကစောစောစီးစီးပဲပါတီများနဲ့ကျွန်တော်တို့မြို့နယ်ရုပ်ောက်ပွဲကော်မရှင်အဖွဲ့ဝဲကြားမှာပေါ့လွတ်လပ်ပွင့်လင်းစာနဲ့ဟောတရားဥပဒေပေါင်းအတွင်းကလွတ်လပ်စွာမဲဆွဲစီယုံဖို့ရုပ်ောက်ပွဲဝင်ရောက်ရှင်ပြိုင်ဖို့ဒါတွေကိုကျွန်တော်တို့ကြိုတင်ပြီးတော့နားလည်မှုရယူပြီးသားဖြစ်တဲ့အတွက် ဒီလိုမျိုးကိစ္စတွေကျွန်တော်မျိုးနေမှာမရှိပါဘူး။မြောင်မျိုးနေတဲ့မှာကြေးရောက်အုပ်စုပေါင်း69အုပ်စုရှိပြီးမဲပေးနိုင်သူဥယေ36,298ဦးရှိတယ်လို့ရွေးကော်ဝဲကော်မရှင်ရဲ့စာရင်းတွေအရသိရပါဗျ။ကျွန်တော်ကိုကိုကြည့်ပါခင်ဗျာ။